ားလုံးပဲမင်္ဂလာပါအထွန်းချန်နယ်လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့မူရင်းစာရေးသူညီငယ်လေးရေးသားထားတဲ့တဆွေနေအဆောင်ဆိုတဲ့ဇာတ်လမ်းလေးကိုကျွန်တော်ဖတ်ပြသွားမှာဖြစ်ပါတယ်အေးတက်တွေအလုံးရင်းနဲ့ဝင်လာမှကျွန်တော်ငိုင်မီးနေရနေနိုးထလာခဲ့တယ်ကာရကာခန်းစည်းလေးကိုလှက်လို့အပြင်ကိုဖွင့်ကြည့်လိုက်တော့ဖိန်းစုတစ်ပင်ကြီးကိုကြော်ဖြတ်ပြီးကအရှိန်ပြင်းစွာတောင်ပေါ်သို့တက်နေတာဆိုတာကိုကျွန်တော်ဒီထားမိခဲ့တယ်။အော်တောင်ကြီးမြို့အတက်တောင်ရောက်နေပြီပဲ။လက်ကနိုင်ကိုကြည့်လိုက်တော့ကျွန်တော်မျက်လုံးတွေအတော်ကျဲသွားတယ်။ဖျားဖျား 6ຫນ່າຍອອງທູ້ລົມມາບໍລະດີນີ້ເດດຸກຂະວ່າເບຈົນເສັ້ນແຍສວາຫນົກກະນີ້ຕີໂຕຍີຍຸໄລມີແດ່ປະວັນຍີໂອເວຈີໄລດໍຍັນນິຊောင်းແຍຕະຫຼັງກະອະພີພຽງປົ່ງພໍລຸນີ້ເລີບີຕອງອອກກະອີດາມິໂຕຕິລີກູຫຼ້ານຈີໄລຊິນຍັນນິກິນແຍມິມົງລີນີ້ອະດູຄຸຄວີລົ່ງນີ້ດໍອ້າຍໂຕອະໂມລີລີກູແລະບໍ່ປີ້ແມ່ປຽນໂບດວາລີມຽນຕື່ໄລຍາຍປຽນມາແດ່ တောင်ကြီးမြို့ကတော့ထုံးစံအတိုင်းအော်တိုဘာလပဲရှိသေးပေမဲ့လေအေးဓာတ်ကတော့လွန်ကဲလို့နေပါပြီကျွန်တော်အတင်းဝက်ထားသောအနွေးတဲ့စစ်ကိုဆွဲတင်လိုက်ပြီးကိုအနေထားကိုပြင်ပြင်ထိုင်လို့ရှစ်ဆက်သွားရမယ့်အစီအစဉ်များကိုစိတ်ကူးတဲ့ပုံဖော်တွေးတောနေမိပါတော့တယ်တကယ်တော့ကျွန်တော်နေထိုင်ရင်လည်းရက်ဆောင်မြို့နဲ့တောင်ကြီးမြို့ကဘလောက်မှမဝေးပါဘူးကားနှစ်နာရီလောက်စီးုံနေပဲဆက်ဆက်မြက်ရောက်တဲ့နေရာ ဖြစ်ပါတယ်သို့သော ဒီနေ့အဖိုးကျွန်တော်အိမ်ကားထွက်လာခဲ့ပြီးမှအတော်လေးနောက်ကျခဲ့လေပြီအိမ်မှာလဲလဲရတဲ့လုံလက်ဆလေးအလုံးများလက်ဆက်သက်ပြီးညနေ၄နာရီလောက်မှအေးလူလူထွက်ခဲ့မိခြင်းဖြစ်လေပြီတနင်းတနင်းကျောင်းလာတက်ရသည်ကလည်းလွယ်တော့မလွယ်ပါငွေကုန်ချေးချသက်သာအောင်အဝေးတင်တက်ကတူလေးသာတက်ခဲ့တော့လဲဆင်းရဲနှုံချလာသည်ကျွန်တော်အဖိုးစောစောပင်လာမတက်နိုင်တရေဇေယိသက်သာလည်းမနေတက်လာခဲ့ဖြစ်တော့သည်အခုလောက်ဆို တက်ကတူကအဆောင်နေအောင်မှတဆောင်မှတော့အားရမယ်မထင်ပါဘူး ဂျူတင်ဘူကင်လှူထားခြင်းမရှိခဲ့သည့်ရဲ့ကျွန်တော်အဖို့ရာနောက်ကျခဲ့ပါပြီ။ဒီတိုင်းဆိုအဆောင်ရှာဖို့တောင်မှအချိန်ရှိတော့မင်းမဟုတ်ပါဘူး။ယခင်နှစ်ကတငင်ချင်းတွေကလည်းဘယ်ဆောင်မှနေနေကြလဲကျွန်တော်မသိဘူး။ကံကောင်းထောင်းမရဲ့အဆောင်ဆောင်အခန်းတစ်ခန်းအားပါသည်လို့ကကျွန်တော်ဆုတောင်းရမှာဖြစ်ပါတယ်။လိုက်ပို့ရမယ့်ခီးစဉ်တွေပြောပါအောင်ခင်ဗျာ။ကားစပယ်ရဲ့အတန်ကြားမှာကျွန်တော်ခီးစဉ်ကိုဓမ္မကရန်ပြောလိုက်မိတယ်။အကိုကျွန်တော်ကိုတက်ကူဘက်ပို့ပေးပါ။ဘဲဆောင်လဲညီသည်။ဒီတော့မှခက်ပြီ ကျွန်တော်ဘယ်ဆောင်သွားရမလဲကျွန်တော်ကိုယ်တော့မသိပါဘူးကြားတယ်အကိုចောင်းကြီးစုရဲ့ကွက်ကအဆောင်နေကြဲတနေရာကိုပို့ပေးရုံပဲအဆင်ပြေပါတယ်ကျွန်တော်အဆောင်ရှာအောင်မမို့လို့ပါဂျန်နက်ခီးတဲ့အားလုံးကတောင်ကြီးမျိုးပေါ်ကနေဖြစ်ပြီးတော့တယောက်ပြီးတယောက်ရက်ကွက်အနှံလိုက်ဖို့နေရာကနေပြီးတော့မြို့ပြင်မှာရှိတဲ့ကျွန်တော်ရဲ့တက္ကသိုလ်မြေကိုနောက်ဆုံးမှရောက်ခဲ့ပါတယ်ဘလို့ပဲဆိုဆိုသွားတဲ့ခီးစဉ်ကတော့အဆုံးထက်လိုက်ဖို့ပေးတဲ့ကာသမာကိုတော့ကျေးဇူးတင်ရမှာပါတက္ကသိုလ်မြေရဲ့ရောက်တဲ့အခါ အလင်းတင်သောတနေရာတွင်ကားရခိုင်ရင်ကျွန်တော်အထုပ်တွေချရတယ်။တယောက်တည်းဆိုရင်မဲ့တလားသာကြောင်းတက်ဖို့အတွက်အဝတ်အစားနဲ့အေးရလိုက်တည်တာခီးဆောင်အိမ်ကြီးနှလုံးအပြည့်ပါပဲ။အဆောင်တွေအားလုံးကျောင်းသားတွေပြည့်ကျက်နေပါတယ်။ရုတ်တရက်လမ်းမင်းမိတိုင်းများနဲ့အဆောင်တိုင်းမှာလည်းမိတွေလင်းလက်နေကြပါပြီ။အချိန်ကလည်းမနည်းတော့ပါဘူး။6နာရီခွဲတောင်ကျော်လာခဲ့ပါပြီ။အေးတက်ကတဖြည်းတိုးထွက်လာပြီးတော့ဗစက်ထဲကတော့အငွေ့တန်းအောင်ထွက်လို့နေပါပြီ။ ဒါပေမဲ့မွေးကလေးကဒီရက်မှာကြီးပြင်းလာခဲ့တဲ့ကျွန်တော်အဖို့တော့ဒီလောက်အေးတန်ကတော့အထူးဆန်းမဟုတ်တော့ပါဘူးခီးဆောင်အိမ်နှလုံးကိုကုလီထမ်းသမားကဲ့သို့ပခုံးဗညာထမ်းပြီးကျွန်တော်အဆောင်ရှာဝန်တော်ဖွင့်ခဲ့ပါတော့တယ်တက္ကသိုလ်ကျောင်းသားပြီးပြီးရှိုးထောအမည်ဆိုတော့အတိကလည်းကျွန်တော်မှာတော့မရှိတော့ပါဘူးအရေးကြီးတာကမမောင်ငယ်အဆောင်တစ်ခုအမြန်ရဖို့အတွက်သာဖြစ်ပါတယ်ဟုတ်တပြင်းကို ပြင်းပြင်းချလို့လေတစ်ချက်ကိုစိတ်ပြက်ပင်မန်းစွာမှုတ်ထုတ်လိုက်မိပါတယ်ညားလိုက်တဲ့ကျောင်းသားတွေ အဆောင်တဆောင်မှမအားတော့ပါဘူး။တောင်းတမဲ့မဲ့နဲ့တညတာတဲဖို့အတွက်ကိုပဲဖယ်ဆောင်ကားမှခွင့်ပြုရှင်ကြတော့ဘူး။မြို့နယ်လူတန်းစားတွေကလည်းထုံးစံအတိုင်းအခမ်းမအားတော့ပါဘူးလို့ခက်တင်းတင်းပြောကြပြီးတော့ကျွန်တော်ရရှေ့ဆက်ရမယ့်စကားလေးကိုတော့ပိတ်ပင်လိုက်ကြတယ်။ခွန်နိုင်ရထိုးတော့မယ်။ဒီတိုင်းဆိုလမ်းမမအေးရမယ့်ဂိမ်းတော့စိုက်ပြီးဒီလိုဒုက္ခမျိုးကိုဒီနှစ်ပြီးရင်နောက်နှစ်ခံစားရတော့မှာတော့မဟုတ်ဘူး။ဒီနှစ်ကကျွန်တော်ရတက်ကူနောက်ဆုံးနှစ်ပါ။မတက်နိုင်တော့ဘူး။ခီးဆောင်အိမ်နှလုံးကိုဆင်ထမ်းပြီးဆက်ပြီးတော့လမ်းလျှောက်အောင်ပြန်တယ် လမ်းတွေကလည်းအကွေးကောက်တွေနဲ့တောင်ပေါ်တက်သွားတဲ့လမ်းတောင်ကြီးမြုပ်ဆိုတဲ့ကလည်းတည်ရတဲ့အတိုင်းပဲမြေပြန့်နေရာခက်ခြားရတယ်ပါကျွန်တော်တို့တက္ကသိုလ်ကရက်ကွက်တွေကတောင်ကုန်းတွေပေါ်မှာဖြစ်တယ်တချို့အဆောင်ကအကျောင်းသားတွေကတသက်ရာဂီတာလေးတီးပြီးတော့တချင်းလေးဆိုးလို့ကျွန်တော်မှတော့အဆောင်ရဖို့အရေးလုံးမင်းရင်းနဲ့အေးချမ်းတဲ့ယာတိအလယ်မှာဇောကျွေးရင်းနဲ့တောင်တတိကျလို့နေပါပြီတွိုင်းလိုင်းရင်ရေးစားသလိုဖြစ်လာလို့လမ်းမီးကအိမ်မှာတွဲခွင်ထားတဲ့စတိုးဆိုင်လေးတစ်ဆိုင်တည်းသူဝင်ပြီးတော့ ရေတန့်တပူကိုဝယ်တော့လိုက်တယ်။ရေဝင်သွားတာကမှလူကနည်းနည်းလေးပင်မနဲ့ပျောက်သွားသလိုဖြစ်သွားတယ်။ထုံပိုးရင်လည်းဒုက္ခသည်တယောက်လိုဖြစ်နေတယ်ကျွန်တော်ကိုတနာစုပဲကြည့်နေကြတယ်။ဆိုင်ရှိကအနည်းအထူထူကြီးဝစ်ပြီးတော့ထိုင်နေတဲ့အဖိုးကြီးရဲ့တယောက်ရှိတယ်။ကောင်လေးဆောင်ပြောင်းလို့လားအထုပ်ပိုးတွေနဲ့မိုးချုံနေပြီကွယ်။ဆောင်ပြောင်းလို့မဟုတ်ပါဘူးဖို့ရဲ့ဆောင်ကိုမရသေးတာပါခုမှနေရတက်လာတာပါအဆောင်တိုင်းလူတွေပြေးလို့တဆောင်မှမအားကြဘူးဒါလည်းအဆောင်ရှာရင်မောတော့လာပြီအင်းဖြစ်ရမယ် ဒီချိန်ကအចောင်းသားတွေကျောင်းလာရနောက်ကြပြီလေမဆောင်လေးအကုန်လုံးကလည်းလူပြည့်ပြီပေါ့ဟုတ်ဒါလည်းအစဉ်ပြေလို့ခုမှတက်လာမိတာပါအဖိုးရဲ့အဖိုးမအဆောင်အဟောင်းတစ်ခုတော့ရှိရဲ့ကွဒါလေးနေချင်းလားကြားလိုက်ရတဲ့စကားကြောင့်ကျွန်တော်ကုနာကိုတော့မယုံကြည်ဘူးအဲ့အဖိုးကိုလည်းအာရဝန်သာကြည့်ပြီးတော့ထက်ထက်ငုံကိုပြန်ပြောလိုက်မိရဲ့အာအဖိုးတကယ်ပြောရလားတကယ်တော့ဒါလေးရဲ့အဖိုးမလည်းတားရွယ်မြေးလေးတယောက်ရှိရဲ့အဖိုးကိုရင်းစားပါတယ်ဒါဆိုတားနေချင်းတဲ့အဖိုးရဲ့ ဒါပင်မနေပြီဆက်လက်မရှာရင်တော့ဘူးညလည်းရောက်နေပြီဆိုတော့အေးလေးအေးလာပြီလေဟင်းအားဆိုလဲသွားမယ်အဖို့အဆောင်လိုက်ပြမယ်အဆောင်ကဒီလမ်းကြားလေးရအတိုင်းအပေါ်ကိုတော်တော်လေးတော့တက်သွားရမယ်ကွတခြားဆောင်နေနဲ့ရောနည်းနည်းဝေးတယ်တန်းနေရပါမလားလဲစစ်မီတော့ရပါတယ်ကွဟာအဖို့ကလည်းဘာလို့မနေရရမှာလဲတားတော့သားပါဗျဘလို့နေနေဖြစ်တယ်ဟာဟာစိတ်သက်တော့ကြိုက်သွားပြီကွယောက်ျားဆိုတာအဲ့လိုမျိုးပဲဖြစ်နေရမယ်အဖိုးကကျွန်တော်စကားကြတော့သဘောကျပြီးတော့ရည်နေရှာတယ်ကျွန်တော် အဖိုးကလမ်းကျင်းမြောင်းလေးအတိုင်းပဲတက်ခဲ့ကြတယ်။အဖိုးကပေါ့ပေါ့ပါပါနဲ့တော်တော်လေးကိုတောင်တက်နိုင်တဲ့လူပါ။လမ်းမီးတိုင်းနေမရှိတော့ဘူးတလန်းလုံးမောင်မဲလို့နေပါတယ်။အဖိုးမှဓမီပါလာတော့တော်ပါသေးတယ်။ခဏကြာလမ်းလျှောက်လာတဲ့အချိန်မှာအဖိုးရဲ့အဆောင်ရောက်ရှိလာတယ်။အဆောင်ကြီးကတော့တီးချာကြီးဘေးမှာအိမ်တစ်လုံးမှမရှိဘူး။အဆောင်ရောက်တော့အဖိုးကနွေးရဲ့အိတ်ကတ်ထဲကတော်ရဲလေးကိုထုတ်ပြီးတော့အဆောင်တကားကိုဖွင့်လိုက်တယ်။အဆောင်ကနည်းနည်းဟောင်းနေပြီဆိုပေမဲ့တသက်ရက်တော့ရှိပါတယ်။ တထတန်းလျာအရှိကြီးဟာမျက်နှချင်းဆိုင်လိုက်အနေထားနဲ့မဆောင်ပြိုင်ကြီးပါအဆောင်တွေရဲ့အနောက်မှာရေချိုးကိုအုတ်ကန်နဲ့အင်သာတွဲလျက်တချံလုံးမီးရောင်ဆိုလို့အဆောင်နှဆောင်ရဲ့ကြားမှာအီချာဝင်းမီးသီးတစ်လုံးနဲ့အဆောင်နောက်ဖေးအုတ်ကန်နာကြားလျာဖန်ချောင်းမီးသီးလေးတစ်ခုဒါပဲရှိပါတယ်တချို့နေရာဆိုမှောင်ပိန်လို့တောက်တက်သူကိုတော့အေးစိမ့်စိမ့်နဲ့အသိငယ်ချင်းလျာဒီကြားကတော့ကျွန်တော်မကြောက်ပါဘူးကဲကောင်းလေး ခန်းတိုင်းမှာမိချောင်းရှိတယ်သုံးမခတ်ထားဘူးအစဉ်ပြေးတဲ့အခန်းကိုဝင်နေလိုက်နော်နည်းနည်းလေးတော့ရှင်းရလိမ့်မယ်ဟုတ်ရပါတယ်အဖိုးကျေးဇူးပါပဲဗျဟောဒါနဲ့တအဆောင်ကပေးအောင်မယ်လေဗျာပေးရမလို့ပါဘူးတာရဲ့ဒီဆောင်ဖြတ်တော့မှာပါခုကလောက်သမားတွေမအားသေးလို့နောက်၃လောက်နေမှဖြတ်ပြစ်မှာကျောင်းကျင်ပြီးတဲ့အထိဒီမှာအေးစေးတာနေဆောင်ကပေးရမလို့ဟုတ်ပြီလားကျေးဇူးတင်ပါတယ်အဖိုးရဲ့အေးအေးကောင်းပြီအေးစေးနိုင် ရေချိုးရင်ဟိုကအုတ်ကန်နာမှာချိုးနော်ညတိတ်ထားရဲ့ရေဆိုတော့အရန်ကုန်ပဲအေးမှာပဲအကြိုင်းမချိုးနဲ့နော်နေမကောင်းဖြစ်လိမ့်မယ်ကောင်းလေးဟုတ်အဖိုးတအဖိုးအရန်ကျူးတင်ပါလေဘလုံးကောင်းလေးရဲ့အဖိုးကတားမှမဟုတ်ဒုက္ခရောက်တဲ့သူတိုင်းကိုကူညီနေကြပါအဖိုးနဲ့တားရေဆက်ပါလို့တွေ့ခွင့်ရတယ်ကူညီခွင့်ရတယ်လို့ပဲသဘောထားပါကဲကဲအဖိုးသွားပြီကွာဟုတ်ဟုတ်အဖိုးကျူးဆိုင်ပြန်နော်အဖိုးအိမ်ကဘယ်နာလေးလဲပြမနဲ့တားလဖေးတိုင်းမယ်အဖိုးလာခေါ်မယ် အဖိုးရင်ကအော်လန်းနာပါတိုက်တော့လဲတောက်ရတာပေါ့ကွာကင်းတောက်ပြီဟုတ်ဟုတ်အဖိုးကျွန်တော်သဘောကောင်းလာတဲ့ကျေးဇူးရှင်အဖိုးအချိန်ကြာကြီးငေးကြည့်ပြီအဖိုးရဲ့ပုံရိပ်မြင်ကွင်းထဲကပြောင်းကွယ်သွားတဲ့အချိန်ကြာမှမျက်လွန်ချမိပါတော့တယ်အဖိုးလည်းပြန်သွားအောင်ကျွန်တော်လည်းလွတ်လွတ်လပ်လပ်ခြံမျက်နှာဘက်ကအစွန်ဆုံးအခန်းကိုကျွန်တော်နေဖို့ရွေးချယ်လိုက်ပါတယ်အသာစိတ်ထားတဲ့အခန်းတော့တကားလေးကိုတွန်းပြီးတော့အဖွင့်မှာတကားရိုက်တဲ့ဒိန်ကနေအတော်လေးကိုကျေသွားတယ်သူတကားဆိုတော့အတန်းအတောင်ကျတာမဟုတ်ဘူး ိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မှာအတိုင်းအတာတစ်ခုအထိဟိမ့်နဲ့ထွက်သွားပါတယ်။ဓာတ်ဝန်းဝင်ခြင်းမှာပဲအောက်တူးတူးဖုံနဲ့တဲနဲ့နေကျွန်တော်စီးကျိုလို့နေပါတယ်။အပြင်မှာအဆောင်နှဆောင်အလယ်မှာထွန်းထားတဲ့မီးရောင်ကိုအားပြုပြီးကျွန်တော်အခန်းမီးခလုတ်ကိုရှာမိပါတယ်။တွေ့ပါပြီ။မီးခလုတ်ကအခန်းဝင်ခြင်းအဝါမှာပါပဲ။မီးခလုတ်မှာဖုံနဲ့အတော်လေးကိုတင်နေတယ်လက်အထီးတွင်မှာဖုံနေတဲ့အတင်နေရဲဆိုတာအသိသာကြီးပါပဲမိခလုတ်လေးကိုစက်ခနဲ့ဖွင့်ပြီးတော့ ဖန်ချောင်းရှည်ရဲ့လင်းအားနဲ့အခန်းတစ်ခုလုံးတော့လင်းသွားပါတယ်။အခန်းထဲမှာတယောက်အိတ်ဂရင်တစ်လုံးအခန်းသားရှိတယ်။ဂရင်ကောင်းရင်ပေးမှာတော့စာကြည့်စပွဲငယ်တစ်လုံးရှိတယ်။ဒီလောက်အခန်းဖွဲ့စည်းမှုမျိုးဆိုပါကကျွန်တော်ကျောင်းသားရဲ့အတွက်ကတော့ပြည့်စုံပါတယ်။ကျွန်တော်ခီးဆောင်အိတ်ကိုကွန်ကရစ်ခင်းထားတဲ့ကျန်းမြေပေါ်ပစ်ချလိုက်တယ်။ဂရင်ပေါ်မှာလည်းဖုံးနဲ့လက်တက်စစ်လောက်တောင်တင်လို့တော်လေးကိုရှင်းယူရပါမယ်။ဒါပေမဲ့လည်းမတက်နိုင်ဝက်ဖြစ်မှာတော့ရှင်းကြောက်လို့မဖြစ်တော့ဘူးဆိုသလိုတော့အမြဲတမ်းတော့ရှင်းရမယ်။ခန်းထဲအနမ်းပြောက်အောင် ကျွန်တော်ခေါင်းရင်းအပြင်းမောက်လေးကိုအသာဖွင့်လိုက်တယ်ပြင်းမောက်ကမဖွင့်တာကြာလို့ထင်တယ်ဒေါ်လေးကိုကြက်နေပါပြီပြင်းတဲ့ကားကိုဖွင့်တဲ့အဖွင့်မှာတော့အပြင်ကတဖူးတိုက်နေတဲ့လေအေးအခန်းထဲကိုအလုံးရင်းဝင်လာခဲ့ပါတော့တယ်လူလက်တော်လေးကိုလမ်းဆန်းသွားပါတယ်အနှဲငယ်အဝေးကိုမျှော်ကြည့်လိုက်တော့အိုးစားလိုက်တဲ့မြင်ကွင်းဗျာကျွန်တော်ရောက်နေရာတက္ကသိုလ်ကျောင်းကြီးရဲ့အနောက်ဖက်တောင်တန်းပေါ်မှာပဲအောက်မှာမီးအောင်ဆုံနေတဲ့တောင်ပေါ်မြို့လေးကလှလိုက်တာလုံးပါရော အရှိဘက်တောင်တန်းကမီးရောင်နေရာ CCTV နဲ့အယောင်သွေးတွေဆုံးလို့တက္ကသိုလ်အဆောင်တွေရဲ့အပေါ်မှာကုန်းလေးပေါ်မှာရှိတဲ့တောင်ကြီးမြို့ရဲ့တက်တေဆောင်စူရာမုနိဖျားကြီးကဘာစိမ့်နီပြာရောင်နေနဲ့မီးရည်နဲ့တက်ပယ်လိုက်တာဗျာကျွန်တော်အဝေးကနေဖျားကိုလက်ဆက်ပြာမိုးပြီးတော့ဥခိုက်လိုက်ပါပြီအရန်တန်ရတဲ့ရှုကင်းကိုမြင်လိုက်ရတဲ့အတွက်ကျွန်တော်တော်လေးကိုကျေနပ်မိပါတယ်ကျွန်တော်ဒီလိုပဲအပြုံငေးကြည့်နေရင်းနဲ့ရုတ်တရက်အုတ်ကန်လေးဘက်မှာအရင်မဲကြီးတခုကိုကျွန်တော်တွေးလိုက်တယ် လူတယောက်အရေးပါအရေးကဘေးခန်းလာဟန်တူပါလေဖိုးပြောတော့အဆောင်မှာတယောက်မှမရှိဘူးဆိုဘယ်လိုလုပ်လူရှိနေရပါလဲဖိုးကကျွန်တော်ကိုကြောက်တတ်တဲ့အထင်နဲ့သေလိုဆမ်းပြီးတယောက်မှမရှိဘူးလို့ညာပြောတာဖြစ်ပါလိမ့်မယ်ပေါ့နော်ကျွန်တော်ကဘင်းဘောက်ကနေပြီးတော့တဆင့်ဘေးခန်းဘက်ကိုလှည့်ကြည့်လိုက်တယ်ကျွန်တော်နဲ့အခန်းတစ်ခန်းကျော်မှာမီးလင်းနေတယ်အခုမှအပြန်အပြန်ရောက်လာတော့မဖြစ်နိုင်ဘူး။ဘာလို့လဲဆိုတော့ကျွန်တော်ခြံတကားနဲ့မြန်နေရှင်းတဲ့အခန်းဘက်ကဆိုတော့ အဲ့ခန့်လူပြန်လာအောင်မယ်ဆိုရင်တော့မှကျွန်တော်တွေ့နေရမှာပေါ့နော်။တေးကြတယ်။အိပ်ပျော်နေပြီးတော့အခုမှနိုးလာမျိုးဖြစ်နေမှာပေါ့နော်။ဘလို့ဖြစ်ရပေါ့ကျွန်တော်ဒီအဆောင်ကြီးမှာတယောက်တည်းမဟုတ်ပဲအဖော်ရှိရကောင်းတာပေါ့။ကျွန်တော်အခန်းရှင်းဖို့ပြင်လိုက်တဲ့အချိန်မှာကျွန်တော်ကြောင့်အခန်းရှင်းကလူတယောက်ရက်တဲ့အတွက်ကြောင့်ကျွန်တော်ဆက်ခနဲ့ကြည့်လိုက်မိ။ပြုံးချိုမျက်နှာနဲ့ကျွန်တော်နှစ်လုံးပဲကြည့်ပြီးတော့စီးကျုံနေတယ်။အဲ့လူရဲ့ပုံကခင်းနဲ့အညီဝေစားထားတဲ့ဝေစားရဲ့အကြောင်းတက္ကသိုလ်ကျောင်းသားပဲဖြစ်ရမယ်ဆိုတာကျွန်တော်သိလိုက်တယ်။ အသားဖြူရမ်းမြင့်မြင့်လောက်ချမ်းပီတိုင်မျက်နှာကိုပိုင်ဆိုင်ထားတဲ့သူပါမိရိတာကြလို့ရှင်နေတဲ့နှခမ်းမွေးတွေကိုနိုင်ငံသားမင်းသားလိုလိုမျက်နှာမျိုးတော့ဖြစ်နေတာပေါ့နော်ကျွန်တော်ကိုသူပြုံးပြလိုက်တဲ့အချိန်မှာသွားရပေါ်ပြီးတော့ဟာလေသွားရလည်းဖြူဖွေးနေရပေါ့နော်တော်လေးကိုကြည့်လို့ကောင်းတဲ့အကိုတယောက်ပေါ့နော်ညီလေးဒီအဆောင်ပြောင်းလာတာသူ့စကားတန်ကဝဲတဲတဲလေးပါဓနုတိုင်းရင်သားဆိုတာကိုကျွန်တော်လူမျိုးချင်းတူတာကြောင့်ရေးစားမိပါတယ် ဟုတ်တယ်ကိုအဆောင်မရတော့ဖြစ်နေရနဲ့အဖိုးတယောက်ကကျွန်တော်ကိုတွေ့ပြီး live ပို့ပေးလို့တော်ပါသေးရဲ့ဗျာ။ဩအသားဖြူရက်ပူးပူးနဲ့မလား။ဘိုင်းမွေပဲဖြစ်မယ်လေ။နမွေအောင်မမေးလိုက်ရပါဘူးကိုရဲ့။လောလောလောနဲ့ဆိုတော့ဒါနဲ့အကိုအတန်နားထောင်ရတယ်။ဒနုတိုင်းရင်သားထင်တယ်။တိတ်မှန်တာပေါ့ကွာ။အကိုကကလောရပါ။ကိုနမေကနေရင်ကျွန်တော်လည်းဒနုတိုင်းရင်သားပဲအကိုတွေ့ရဝမ်းသာပါလေ။ကျွန်တော်ကညီညီပါရက်ဆောင်မျိုးရပါ။ဒါနဲ့အခန်းကူရှင်းပေးရမလား။ တပြက်စီးမရှိရင် အကိုခန်းစီလာယူလေမခန်းတော့ကူမရှင်းမနဲ့အကိုရရပါလေဗျာကျွန်တော်ဟိုတပြက်စီးပန်းကားပေးပါအေးအေးလိုက်ယူလေဒီလိုနဲ့ကျွန်တော်လည်းအဲ့အကိုရဲ့အခန်းကိုလိုက်ခဲ့တယ်ခန်းနဲ့ရောက်တော့အခါမှာအခန်းကနှစ်လရှိများစွာနေထားတဲ့ပုံစံတောင်ဖြစ်နေပါပြီဒီကိုကြည့်ရတော့လေဝေးတင်ចောင်းသားမဟုတ်ပဲဒီចောင်းသားဖြစ်နေမဲ့ပုံစံတူတယ်ဗောနော်ဒီចောင်းနေပိတ်တာတလားနှစ်လလောက်ရှိပြီအကိုမပြန်သေးပဲနေနေရလို့ထင်တယ်ဗောနော် အင်းလေးငွေကြေးပြည့်စုံတဲ့လူတွေအတွက်ကတော့တက္ကသိုလ်ကတတရာပဲဟုတ်ကဲရော့ညီလေးတပြက်စီကတော့တိတ်မကောင်းတော့ဘူးကွာလဲလို့ရပါသေးတယ်ကွာဟာရှားပါလေအကိုကဲကျေးဇူးပါပြီဗျကျွန်တော်သွားရှင်းလိုက်အောင်မယ်အခုလို့ကူညီတာတကယ်ကျေးဇူးတင်ပါတယ်နှုတ်မဘာနဲ့လဲလို့လဲရမှာတော့မသိပါဘူးဗျရှားပါညီလေးကရေစက်ရှိလို့ဆုံးရတာပဲမဟုတ်ဘူးလားနော်စကားဆုံးမှာကျွန်တော်တို့ဓနုစကားနဲ့နောက်ပြောင်ပြောလိုက်သေးတယ်ဟုတ်တယ်မလားတငယ်ချင်းလို့ဓနုလို့ပြောလိုက်ချင်းဖြစ်ပါတယ်ဟုတ်ပါသည် ီကိုရောစောစောအဖို့ပြောကြတယ်လို့ကျွန်တော်ကရေဆက်ရှိလို့ဆုံးကြရတဲ့သူတွေပါကျွန်တော်အခန်းရှင်းပြီးတော့တပြက်စီသွားပေးမယ်လို့တော့ကိုနေရအခန်းမီးရောက်မရှိတော့ပါဘူးအဲ့နေရလို့ထင်တယ်မနက်မှရေးပေးတော့မယ်ဆိုပြီးတော့ကျွန်တော်လည်း အခီးပန်းနာလည်းဖြစ်တာကြောင့်မို့ရေချိုးပြီးတော့အင့်ပါလိုက်မို့အစားပြီးတော့အိတ်လိုက်တော့ပဲပေါ့နော်။တောင်ရှိမြို့ရဲ့ရာသီဥတုကထုံးစံအတိုင်းနေမြင့်လာလေးအေးလေးဖြစ်တယ်ပေါ့နော်။အပြင်ကမြူမိုးတွေကအခန်းပြင်ပြင်းမောက်ကနေပြီးတော့အကြိုကြားနေပြီးဝင်လာတယ်။အိမ်မှာခရေကပေါ့နော်ပေါ့ပေါ်မှာတဲ့လိုက်ဆောင်းနှထရေကလည်းအေးတံကိုဓာစီပေးတာမျိုးတော့မရှိတော့ဘူးပြ။ကျွန်တော်တော်အေးနေအဆောင်ပေါ်ကိုနေရန်ကတော့နိုးပြီလားမသိဘူး။ကိုနေရန်ကိုခေါ်ပြီးအဖုံးဝဲစီသွားမယ်လို့ မဖြစ်ရင်သွားတောက်မယ်လို့စိတ်ကူးပြီးတော့ကျွန်တော်ခေါင်းငုံချုံထားတဲ့ဆောင်းကိုဆွဲချလိုက်တယ်ထို့နောက်အေးဝါသလိုဖြစ်ပြီးတော့လမ်းဆန်းနေရာအကြောင်းမလို့ဂရင်မောကထထိုင်ပြီးတော့ဗောနော်ဆောင်းကိုစတင်ခောက်ခဲ့ပါတော့တယ်ကျွန်တော်ခရင်မောမှာဖုန်းလေးအများကြီးပဲဆောင်းနေကကျွန်တော်ဝက်တီရောတော်လေးပြင်ကျနေပါပြီကျွန်တော်မင်းညက်ကတေချာလဲထားတာကိုဘယ်ကနေဘလို့ကြလာရဲရောမသိဘူးထုံတော်ရဲခင်းရခဲ့တယ်လို့ဖြစ်တာမျိုးကျွန်တော်တကူလုံးနဲ့ရားရံလာပါပြီ။ကျွန်တော်စိတ်ပြတ်တယ်လို့ねစုပ်တစ်ချက်တက်ပြီးတော့အခန်းကိုထပ်ပြီးတော့လဲဖို့တပြက်စီးကိုယူရဲယူမှာ ဟမ်ဘလို့ဖြစ်လို့မင်းညာထားလာခဲ့တပြည့်စီရဲ့ရှူးနဲ့စုပ်ကြီးဖြစ်နေပါလေကိုနေရမနေရကျွန်တော်ကိုငားပေးထားတာတပြည့်စီအစ်စ်ပါတိတ်မကောင်းတော့ဘူးဆိုလို့တောင်မှကျွန်တော်သေချာကြည့်လိုက်ပါသေးတယ်တပြည့်စီကရိုးရအောင်တူမယ်အမိရှိတာကြောင့်ကောင်းကောင်းလေးလဲလို့ရပါသေးတယ်ပြီးတော့ဒီဖနက်စုပ်ကမင်းညာမရှိပါဘူးဘလို့ကဘလို့6ပောက်ပြီးဖနက်စုပ်ကဒီညာရောက်နေရပါလေကျောက်စိတ်တူနဲ့ဖနက်စုပ်ကို6နဲ့ကန်ထုတ်ပြစ်လိုက်တယ်အဲ့နောက်မှာကိုနေရကိုသွားနှုံးမဲ့အကြံနဲ့ကိုနေရအခန်းမကိုကျွန်တော်ထွက်လိုက်တယ် ကိုနေရအခန်းကလည်းပင့်ငွေရင်နေအောင်ဆွဲလို့ဂျိုးလေးချောတယ်တော့ညစ်ပတ်တဲ့ကိုနေရမှာပဲတကားကိုခက်ကြမ်းခောက်လိုက်တဲ့အချိန်မှာတော့အသားလေးစီထားတဲ့တကားကဝုန်းငနေပွင့်သွားတယ်ထဲရောက်တော့ကြောင်းမျက်စိမြုံနိုင်လောက်ပါပဲခုံလိမ့်လင့်တက်နေတဲ့ဂရင်းတလုံးကလွဲပြီးတော့အထက်မှာဘာမှမရှိဘူးနေညာကိုနေရအခန်းဒီခန်းဟုတ်ပါတယ်ကျွန်တော်ရဲ့ဘေးဒိုက်တခန်းကျော်ကိုနေရအခန်းမှာကျွန်တော်မြုံနိုင်စရာအဖြစ်အပျက်တွေကြောင်းကြောက်တလို့ဖြစ်လာခဲ့ပြီးအခန်းမှာရှိတဲ့အခန်းတကားစိတ်ကိုချောင်းနဲ့ကန်ပြီးဖွင့်လိုက်တယ် လူနေရာကြတဲ့အတွက်ကြောင့်မို့ခန်းပြက်ကလွယ်လို့ကျွန်တော်ဘာမှရှိဘူးနော်စောစီကျွန်တော်ချွေးတားကြလာပြီပေါ့နော်ကျွန်တော်မကြောက်တတ်ပေမဲ့ကြောင်ခြောက်ချားတော့ဖြစ်လာခဲ့ပါတော့စိတ်လှုပ်ရှားသွားတယ်ကျွန်တော်အခန်းစီပြန်လာမှလုံးမှာတော့ဖုံကလေးလေးတက်နေတဲ့ဂရင်းပေါ်မှာကျွန်တော်အခင်းဆောင်များမြင်မကောင်းစရာပဲပေါ့နော်ကျွန်တော်လွန်တရာကြောက်လန့်သွားခဲ့တယ်ဒါကြောင့်မို့ခြံကားကြီးပြေးသွားပြီးထွက်မယ်လို့ခြံကားအီယာမအမကန်တော်ကြီးခတ်ထားပါတယ် ကဲကြပါအောင်ဗျာကျွန်တော်ကဲကြပါအောင်ဗျာဂျွာနေလဲထဲမှာငှက်ချောင်းနေကြကျွန်တော်အတန်ဘလောက်အောင်လဲတော့မသိဘူးတောင်းကလူနေရောကျွန်တော်စီပြေးတက်လာကြတယ်အဲ့လူတွေရောက်လာတော့တန်တကားကြားကနေအာဂိုလဂျီသူတို့လက်ကိုလမ်းဆွဲပြီးကူညီတောင်းလိုက်တယ်ကဲကြပါအောင်အကိုတို့ကျွန်တော်ကိုဒီကနေ့ကူညီထုတ်ပေးကြပါအောင်လားဗျာမင်းဘလို့လို့ဒီအဆောင်ပြေထဲရောက်နေရလဲကွာကျွန်တော်ကိုအဖိုးကြီးတယောက်ခေါ်လာတာအထဲလဲမင်းညမှာအကိုတယောက်ကိုတွေ့တယ်ဒီမနေ့ကြာသူမရှိတော့ဘူး ဩမင်းဘိုင်းမွေးရုံနဲ့ဂျုံငဲကြပြန်ပြီကိုတဲ့ကဲဘာမှကြောက်မနေနဲ့တို့ကလူကောင်းတွေပါလူကိုကူညီတာတို့ကအနေမပေးကြဘူးမကြောက်နဲ့နော်တကားတော့ငါတို့မှလည်းမရှိဘူးအော်ရိုင်းကြော်တက်ပြီးပဲလာခဲ့မယ်ထဲမှာပဲနေဟုတ်ပြီလားဟုတ်ကဲ့ပါဗျဒီလိုနဲ့ပဲအော်ရိုင်းကိုကြော်တက်ပြီးတော့ကျွန်တော်စီအထုပ်ပိုးတွေကူတယ်ပေးပြီးကျွန်တော်လည်းအဲ့အဆောင်နဲ့လမ်းခွဲခဲ့ပါတယ်တကယ်တော့မင်းညကညီလေးတွေ့ခဲ့တဲ့သူကမကျွမ်းလွတ်ကြတဲ့ပြဟာတော်ကသားတွေပါမင်းကိုလိုက်ဖို့ပေးတဲ့အဖိုးကြီးဗာမွေးလို့ခေါ်တယ် အဲ့အဆောင်ကလည်းသူ့အဆောင်ပဲဗာဟီမွေးကရမ်းစိတ်နှလုံးကောင်းရှိရာပတ်စံလည်းချမ်းသာတော့အဲ့ဒီအဆောင်ကိုစောက်ပြီးတော့ကျောင်းလာတဲ့လူတွေကိုဈေးပေါပေါနဲ့ငှားပေးရှာတယ်ညီလေးလိုပဲအဆောင်ရှာခတ်နေတဲ့ကျောင်းသားတွေကိုသူတက်ရှိချင်းရှာရှိနေစဉ်ကတည်းကကူညီခဲ့တာသူ့အဆောင်ကိုလည်းအမြဲတမ်းခေါ်ခေါ်သွားတတ်တယ်အဆင်ပြေသလိုအဆောင်ကပေးရင်လည်းယူရယ်မပေးရင်လည်းဗာဟီမွေးကဘာမှမဖြစ်ဘူးစိတ်ထားကောင်းမိမဲ့တည်တဲ့အခါသူ့အဆောင်ကြီးနဲ့ ကျောင်းသားလေးတွေအတွက်ကုသိုလ်လုပ်မယ်ဆိုတော့အစွဲလန်းကြောင်မယ်မကျွတ်မလို့ပဲဖြစ်နေရတာတနာစရာတော့ကောင်းပါလေကွာအခုဒီဝိညာဉ်ဘဝနဲ့ညီလေးလိုပဲဒုက္ခရောက်နေကြတဲ့သူတွေကိုသူ့အဆောင်ခေါ်သွားနေကြပါပဲအဆောင်ရဲ့အောက်ဖက်လမ်းကြားလေးအတိုင်းဆင်းသွားရင်သူ့အိမ်ရှိတယ်အိမ်ရှိမှာစတိုးဆိုင်ကြီးနဲ့လေခုတော့သူ့သမီးတွေနေနေတယ်အဲ့ဒီအိမ်ကြီးမှာဟုတ်တယ်အကိုမင်းညာကျွန်တော်ဘာကြီးမွေးကိုအဲ့ဒီဆိုင်ရှိမှာတွေ့ခဲ့တာကျွန်တော်အဲ့ဒီဆိုင်မှာရေဝဲတောင်းရင်တွေ့ခဲ့တာပဲကျွန်တော်လည်းအကျိုးချောင်းပြောတော့ သူကိုယ်တိုင်းပဲကျွန်တော်ကိုလိုလိုချင်နဲ့အဲ့ဒီအဆောင်လိုက်ပို့တာအေး तू ကအဲ့လိုပဲကုညီနေကြအဲ့ဒီအဆောင်ရောက်သွားတဲ့သူတိုင်းညီလေးမင်းညကကြုံတွေ့ခဲ့တယ်လို့မျိုးပဲကြုံတွေ့ရတာပဲကျွန်တော်ကိုကုညီပြီးအဆောင်တွေကထုတ်ပေးခဲ့တဲ့အကူအညီကိုလည်းကျွန်တော်လက်ဖက်တိုင်းညကကြုံတွေ့ခဲ့အဖြစ်အပျက်များအကြောင်းကိုမင်းမြဲငယ်ခြင်းပဲဖြစ်ပါတယ်ထိုကုန်ရရဲ့အကူအညီနဲ့ကျွန်တော်အဆောင်တဆောင်မှာအခန်းတခန်းရခဲ့တယ်။ဒါနဲ့ကျွန်တော်ရဲ့မင်းညာတွေ့ခဲ့ကိုနေရံကသူလည်းပြလောကသားပဲပေါ့။ဩဟုတ်တာ။နေရံအကြောင်းပြောကြံခဲ့သေးတယ် तू ကဒေးចောင်းသားကလောင်းမျိုးကနေចောင်းလာတက်တာ तू ကတက်ကတော်မှာကင်းလေအရန်ချောတာကောင်မလေးဆိုဝိုင်းနေတာပဲ तू လဲချောသလိုကောင်မလေးနေရှုပ်တာလဲตาကြီးပဲရီးစားရဲဆိုအရောက်ပေါင်းမရင်နိုင်အောင်ထားတာလူရိုတမာဝပွေရာရှုပ်တာဆိုပေမဲ့နေရန်ကစိတ်ကောင်းလေးတော့ရှိချပါလေကွာတနေ့တော့အစာစိတ်တင်တယ်လို့လို့ယောဂလို့လို့ဖြစ်ပြီးအဲ့အဆောင်ကနေသူ့အခန်းထဲနေမှာပဲဆုံးသွားရှာတာသူလည်းအခုထိမကျွတ်လွတ်သေးဘူး ဘိုင်းမွေးဆုံးတဲ့နှစ်မှာပဲသူလဲဆုံးတာလीအဲ့ဒီဆောင်ကသူ့အခန်းမှာတခြားသူတွေနေလို့မရဘူးနေရန်ခြောက်တာပေါ့ဟာအစကဘိုင်းမွေးတည်ပြီးအဲ့ဒီဆောင်ကို15သိတယ်နောက်နေရန်လည်းတည်ပြီးတော့နေရန်ခြောက်လို့ဆိုပြီးဘယ်သူမှအဲ့ဒီဆောင်လာငါမနေတော့တာအဲ့ဒီဆောင်ကလည်းအခုလိုတော်ကြီးခက်ပြီးကိုသွားတာပေါ့ကွာနေရန်ကတော့အဲ့ထဲမှာပဲအမြဲရှိနေသေးပါညညဆိုသူနေရဲ့အခန်းကနီးလင်းလင်းနေရအောင်ဒီရက်ကွက်ကလူတန်းလူတန်းတိကြတယ်ကွာ အဆောင်ကလည်းရက်ကွက်အစုံမှာတီးခြားဆိုတော့ဘသူမှဒီအဆောင်ဘက်ကိုမလာကြပါဘူးအခုလိုတော်ကြီးခတ်ပြီးတော့ချိတ်ပိတ်ထားရတာပေါ့ဇလန်းကိုလုံးလုံးတီးလိုက်ရတော့မှကျွန်တော်လဲသူ့နှစ်ယောက်လုံးနဲ့ဆုံခဲ့တာကိုတွေးကြည့်ပြီးတော့ဘိုင်းမွေးရဲ့သဘောကောင်းမနှောကောင်းမျက်နှာလေးနဲ့ကိုနီယန်ရဲ့ခက်ချောချောမျက်နှာကိုမျက်စိရဲ့ပြန်ပြီးတော့မြင်အောင်လာခဲ့မိပါတော့လေဘလိုပဲဆိုဆိုပါဗျာဘိုင်းမွေးရောကိုနီယန်ရောကျွန်တော်ရဲ့ကျေးဇူးရှင်နေပါပဲဘိုင်းမွေးနဲ့ကိုနီယန်တို့ရဲ့အကူအညီအကြောင်းသာကျွန်တော်မင်းညကောင်းစွာအိပ်စက်ခဲ့ရတာပါ သူတို့မျက်နှာနဲ့သူပြောတဲ့စကားတွေကိုလည်းကျွန်တော်နားလည်းအောင်ထပ်ပါဘူး။ဘိုင်းမွေးနဲ့ကိုနေရန်ပြောခဲ့သလိုပဲကျွန်တော်ကသူ့နဲ့ရေဆက်ရှိလို့ဂျုံခဲ့ရတာပါ။တစီဆောင်မှာတညတာနေခဲ့ရတဲ့အချိန်တွေကိုကျွန်တော်မေ့နိုင်တော့မှာတော့မဟုတ်ပါဘူး။ကဲဇလန်းလေးကတော့ဒါပါပဲခင်ဗျာ။ဆုံးထိနားထောင်ပေးကြတဲ့စာအုပ်ချစ်သူများအားလုံးကိုလည်းကျေးဇူးတင်ရှိပါတယ်ဗျ။ကျွန်တော်ဒီ channel လေးကို like and subscribe လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့နော်။အားလုံးပဲ see you in the next video